အားလုံးမင်္ဂလာပါခင်ဗျာကိုခန့်စ်တာဖုတ်ဘောရှူကနေကြိုဆိုပါရစေကျွန်တော်ကိုခန့်ပါခင်ဗျာ မနေ့ကပြိသက်ကြားထဲမှာရေပန်းစားခဲ့တဲ့သတင်းတချို့နဲ့ပတ်သက်ပြီးတော့ပြန်လည်သုံးသပ်ဆွေးနွေးမှုလုပ်သွားကြပါတယ်။ပထမဆုံးဆွေးနွေးချင်တာ Manchester United နဲ့ပတ်သက်တဲ့သတင်းဖြစ်ပါတယ်။ Man United ရဲ့ CEO Omar Bradda က Brian Ambumo ကိုခေါ်ယူတဲ့နေရာမှာသူတို့သတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြင်းအမောင်းပမာဏထက်ပိုပြီးတော့ပေးမှာမဟုတ်လို့သိရပါတယ်။လုံးဝမှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်ပါတယ်။ Brian Ambumo ဘလောက်တန်တယ်လဲဆိုတာကျွန်တော်တို့က Manchester United တာဝန်ရှိတဲ့သူတွေကတော့ပို့ပြီးသိပါလိမ့်မယ်။ Brentford ကကြတော့ဒီကစားသမားစီကပြောင်းရွှေ့ခြင်းမြူးမြူးမြတ် လူကျင်တယ်ဘရက်ဖို့အကြောင်းကျွန်တော်ကောင်းကောင်းနားလေသဘောပေါက်ထားတယ်ဒီတိုင်းပလိန်ပြောတာမဟုတ်ဘူးအိုင်ဗန်တိုနီကိုတောက်ကြီးကြီးပေါင်တန်းတရာလို့ဈေးခေါ်ကလေးကနော်ဘရက်ဖို့အသင်းရဲ့လောဘကိုကောင်းစွာနားလေသဘောပေါက်ခဲ့ဘူးပါတယ်အဲ့တော့ကျွန်တော်ဘရိုင်းရန်အန်ဘူးမိုးကိုလည်း ယူနိုက်တက်ကတတ်မှတ်ထားတဲ့ပြောင်းရွှေ့ကြီးပေါင်တန်း90ဝန်းကျင်အမောင့်ပမာဏနဲ့လက်လွတ်ဖို့အခြေအနေမရှိဘူး။ရသလောက်တော့တောင်းပါပဲဗျာ။ပေါင်တန်း60တို့ပါလို့ရှောက်တောင်းပါ။တိုးတော့လေ။အိုမားဘရဒါဒီသူတို့ငကိုယ်တော့တတ်မှတ်ထားတဲ့ဂျေတိုင်းပဲမင်းတို့ရောင်းပါလားမရောင်းလား။မရောင်းရင်တခြားပြစ်မှတ်တွေကိုဥတီသွားဖို့ရှိတယ်။အဲ့တော့ယူနိုက်တက်အနေနဲ့တခြားပြစ်မှတ်ကစားသမားတွေကိုခေါ်ယူဖို့ backup plan ထားရတယ်လို့လည်းသိထားတယ်။တိုးတော့ first priority ပထမဦးစားပေးခေါ်ဦးမယ်ကစားသမားကတော့ Brian Ambumo ဖြစ်နေသေးပါ။ဆိုတော့ လက်ရှိအချိန်မှာ Brian Ambumo ကိုခေါ်ယူနေတဲ့ club တင်းတွေထဲမှာဆိုရင် Manchester United အပြင် Tottenham Hotspur လည်းပါတယ်။ Thomas Frank ကအသင်းရောင်းကကစားသမားတစ်ယောက်ကိုတော့မရရအောင် ပြန်ခေါ်မဲ့ပုံစံမျိုးကျွန်တော်ကသာ Ambumo ကိုပြောင်းရွှေ့ကြီးများတယ်မများဘူးပြောနေတာ။အမသိဘူးလိုချင်တဲ့ကစားသမားတစ်ယောက်တော့ခေါ်ပေးกว่าခေါ်ပေးမယ်ဆိုတဲ့ Tottenham Hotspur နဲ့ Thomas Frank ကြားတဲ့ကဂတိကဝတ်တွေရှိခဲ့တော့ Brian Ambumo ကို United ပေးတဲ့ဈေးထက်ပိုပေးပြီး Tottenham Hotspur ကခေါ်ယူသွားနိုင်တဲ့အခြေအနေမျိုးတွေလည်း ရှိတယ်။ဆိုတော့ Oman Brother နဲ့ပတ်သက်ပြီးကျွန်တော်အမြင်ပြောရမယ်ဆိုရင်ပေါ့နော်။မှန်တယ်။ Brian Ambumo ဒီအတစ်ခေါ်ထားတဲ့ Matthias Cunha လောက်ကျွန်တော်ကတော့သဘောမချဘူး။အဲ့ဒါကြောင့် United တာဝန်ရှိတဲ့သူတွေနော် United အသင်းမှာဒီ viewer ဘိုင်းမှာတစ်တည်းဝင်ပါဝင်နေတဲ့သူတွေဒီကစားသမားကတင့်တော်ဤเนาะကိုက်ညီဤလို့ဆုံးဖြတ်ချက်ချထားသည့်တိုင်အောင် limit တစ်ခုအောက်မှာတော့ United လှုပ်ရှားတင်တယ်လို့ကျွန်တော်ထင်တယ်ဗျအဲ့အတွက်ကြောင့် Brian Ambumo ကို မန်ချက်စတာယူနိုက်တက်အနေနဲ့တတ်မှတ်ထားတဲ့အမောက်ပမာဏထက်ကျော်လွန်သွားရင်ဆက်ပြီးတော့ဆွေးနွေးညှိနှိုင်းဖို့မရှိနိုင်ဘူးလို့တော့ သုံးသပ်မိပါတယ်ခင်ဗျာတကယ်ကိုမှန်ကန်ကောင်းမွန်တဲ့သုံးဖြတ်ချက်တစ်ခုကိုအိုမားဘရက်တာချခဲ့တယ်လို့သုံးသပ်ယူဆမိပါတယ်ကြကျွန်တော်နောက်ထပ်သတင်းပုဒ်ကိုဆွေးနွေးအောင်ခင်ဗျာဒီသတင်းကတော့မနေ့က Fabrizio Romano ဖော်ပြထားတဲ့သတင်းမှာကျွန်တော်လီဗာပူးအသင်းရဲ့ left back က Robo ကြီးကိုမထွက်စေခြင်းဘာကြောင့်လဲဆိုတော့သူ့ရဲ့ဦးစီးဦးဆောင်မှုပြုနိုင်စွမ်းအောက်မှာအရင်ကစားသမားရင်းနဲ့တဲပြီးသုံးမယ်အရင်ရေးမကြည့်တဲ့ပွဲတွေမျိုးမှာပေါ်ထွက်ခွင့်တနေရာအတွက်ထုတ်သုံးမယ်ဆိုရင် leading လုံးနိုင်တယ်သို့တော်ညာလဲ Robo ကို Atletico Madrid အသင်းကခေါ်ဖို့အတွက်အဓိကပြစ်မှတ်ကစားသမားအဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတီကိုကလည်းအဲ့လိုစိတ်တဲ့ပိုင်ရှင်မျိုးတွေကိုကြိုက်တာအက်တလက်တီကိုမက်ဒရစ်အသင်းရဲ့မန်နေဂျာကလည်းဒီယိုဂိုဆိုင်မိုနီဒီတိုင်းပဲစိတ်တဲ့မမကြစ်ကြစ်နဲ့စော့တယ်အဲ့တော့သူတို့ကအင်္ဂလန်ဘက်ကလာတဲ့ကစားသမားတွေထဲမှာဆိုရင်စိတ်တဲ့မာကြောပြီးကစားပုံမာကြောတဲ့ကစားသမားတွေကိုသဘောကျတယ်ကီယန်ထရီပီယာဆိုလည်းကီယန်ထရီပီယာဆိုရင်လည်းအင်္ဂလန်ပြောင်းရွှေ့သွားတဲ့အချိန်တုန်းကအကောင်းဆုံးအသက်အရွယ်တော့မဟုတ်တော့ဘူးအသက်အရွယ်တစ်ခုရောက်နေဒါကိုရအောင်ခေါ်တယ်ဘာပြောအက်တလက်တီကိုမက်ဒရစ်အသင်းမှာကီယန်ထရီပီယာအကောင်းဆုံးကစားပေးသွားခဲ့တယ်ကိုယ်လည်းမှာဆိုရင်လည်းကော်နာဂလက်ကာတို့လိုကစားပုံမာတဲ့သူတွေရှိ ှိနေ။အဲ့အတွက်ကြောင့် Robo လိုကစားပုံမာပြီးစိတ်သက်မာကြောတဲ့ player မျိုးကို Diego Simoni သဘောကျတယ်လို့တော့ကျွန်တော်ယူဆပါရတယ်။အဲ့အတွက်ကြောင့် Tia ကိုအဲ့အတွက်ကြောင့် Theo Hernandez တက်ကိုပို့ပြီး Andrew Robertson က Atletico Madrid တင်းရဲ့ခေါ်နိုင်ကြီးရှိတဲ့ကစားသမားအဖြစ်လဲသတ်မှတ်ထားပါတယ်။ကျွန်တော် Andrew Robertson ကသူ့ရဲ့အသက်အရွယ်တခုရောက်နေပြီ။ Liverpool မှာပွဲတော်ခွင့်ရဖို့မတည်ကြတော့ဘူး။ Liverpool ကိုချစ်တဲ့စိတ်နဲ့အရန်ကုန်မှထိုင်နေရလဲပြဿနာမရှိဘူး။ကားကက်ရောက်လာလို့ငါအရန်ကုန်မှာ ိုင်ပေးနိုင်တယ်ဆိုရင်တော့အန်ဒရူးရောဘတ်ဆင်ကိုအတလတီကိုမက်ဒရစ်တင်ခေါ်ဖို့ခက်ခဲပါလိမ့်မယ်။တိုးတော်လည်းဒီအသက်အရွယ်ရောက်နေပြီမဲ့ကိုကစားနိုင်တာကိုယုံကြည်မှုရှိနေသေးတယ်။တခြားသောနေမြေအစ်စ်မှာစွန့်စားခန့်အစ်စ်တွေရှာဖွေခြင်းနေသေးတယ်ဆိုရင်တော့အန်ဒရူးရောဘတ်ဆင်ကိုအတလတီကိုမက်ဒရစ်တင်ခေါ်သွားနိုင်ခြင်းရှိရလို့တော့သုံးသပ်မိပါတယ်ခင်ဗျ။ Okay ဆက်လက်ဆွေးနွေးခြင်းတဲ့တင်ရတော့စာချုပ်တဒန်းတိုးတဲ့တင်လေးတစ်ပုဒ်ပေါ့နော်။ Real Madrid အတင်းကသူတို့ရဲ့လူငယ်ကျယ်ပွင့်ကစားသမား Raul Asensio ကိုစာချုပ်တဲ့ချုပ်ဆိုနိုင်ခဲ့ပါတယ်။ဒီစာချုပ်တဲ့ကြောင့် ရာအိုဆန်စီယိုက2031ခုနှစ်ထိရီယယ်မက်ဒရစ်အသင်းမှာရှိနေမှာပါရာအိုဆန်စီယိုကိုခေါ်ယူခြင်းတဲ့ကလပ်တင်းတွေအနေနဲ့ရယ်လီကလော့စ်ယူရို 1 billion ပေးပြီးတော့ခေါ်လို့ရပါတယ် Real Madrid တို့ Barcelona တို့ကသူတို့တင်းရဲ့ကစားသမားတွေကိုအဲ့လို1 billion လို့ပါတော့ထည့်သွင်းပြီးတော့ချုပ်ဆိုလေးရှိပါတယ်ဒါကတော့အရင်မထူးဆန်းဘူးပေါ့နော်ဒါပေမဲ့အကျိုးရှိတဲ့စာချုပ်ချုပ်ဆိုမှု Real Madrid ရဲ့နောက်တန်းတနေရာမှာလူငယ်ကစားသမားကောင်းတချို့ပေါ်ထွက်ခဲ့မှုပါတယ်ကျွန်တော်ဟိုးရင်တော့ Pavon လက်ထက်ထိစမိခဲ့မှုတွေဗျ Pavon ဆိုတာ Real Madrid ရဲ့အဲ့လို chart တိတ်လေးပဲစပြီးတော့ပေါ်တာ Pavon Pavon နဲ့တော်တော် ထင်သလောက်မဖြစ်ခဲ့ဘူးပေါ့နော်ဇာကီယိုရာမို့စ်ကြတော့လေမက်ဒရစ်ရဲ့လူငယ်စီမံကိန်းကလာတာမဟုတ်ဘူးသူကဆာဗီယာမာတွေကကောင်းပြီးနေပြီအဲ့တော့ကြောင့်ဒီရီယယ်မက်ဒရစ်ရဲ့ဟိုလူငယ်အသင်းတွေကလာတဲ့နောက်ခံကစားသမားတွေထဲမှာဆိုကျွန်တော်ဒီကောင်လေးကိုတော်တော်သဘောကျတယ်အရင်တော့လည်းရှိပါတယ်ကျွန်တော်ရောဘရာဗိုတို့ဟက်ဂွဲယာတို့စသဖြင့်ပေါ့လေဒါပေမဲ့ဒီကောင်လေးကြတော့ဘယ်သူမှမကြောက်ဘူးပွဲကြီးလည်းတိုးရဲတဲ့ပလေယာတယောက်ပါအဲ့တော့ကြောင့်ရောဆန်စီကိုရီယယ်မက်ဒရစ်စာချုပ်တံတိုးနိုင်လိုက်ခြင်းကကိုယ့်အသင်းရဲ့ DNA စစ်စစ်ကစားသမားကိုဆက်လက်ထိန်းသိမ်းနိုင် ုံသာမကပဲနဲ့နောက်ခံကစားသမားကောင်းတယောက်ကိုပါရရှိလိုက်ခြင်းဖြစ်တယ်လို့တော့ကျွန်တော်ထင်တယ်ဒီခြေစွမ်းအတိုင်းသာရှေ့ဆက်ပြီးတော့တိုးတက်အောင်နော်ဆက်လုပ်သွားနိုင်မယ်ဆိုရင်ခြေစွမ်းကောင်းမှုကိုထိမ့်သိမ်းသွားနိုင်မယ်ဆိုရင်ဆာဂျူရာမို့စ်နေရာမှာအကောင်းဆုံးဆက်ခံနိုင်မယ်လို့တော့ကျွန်တော်ထင်တယ်အခုရီယယ်မက်ဒရစ်ရဲ့နောက်တန်းတနေရာမှာဒင်းနျူဆန်နဲ့ဒီရာဦးဆန်စီရိုရဲ့အတွဲဖက်ကိုလာမဲ့ဘောလုံးရသည်မှာကျွန်တော်ပို့ပြီးတော့မြင်တွေ့လာဖို့ရှိတယ်ဒီကောင်လေးနဲ့ဘာတွေလုံနိုင်လဲ မက်ဒရစ်အသင်းရဲ့ခံစစ်တန်းမှာဘလောက်ထိစွမ်းဆောင်ရည်ကောင်းတွေပြနိုင်သလဲဆိုတာနောက်ပေါ်လုံးရသည်မှာကျွန်တော်တို့မျက်ဝါးထင်ထင်မြင်တွေ့ခွင့်ရတော့မှာပါခင်ဗျ။ကဲနောက်ဆုံးဆွေးနွေးခြင်းနဲ့တင်ရတော့မန်ချက်စတာစီးရီးရဲ့လူခုံမှုအကြောင်းပေါ့နော်။အဲ့တော့မန်စီးတီးတင်းဟာနော်ဝေရဲ့အကောင်းဆုံးလူငယ်ထုတ်ကုန်အဖြစ်သတ်မှတ်ခံထားတဲ့နီပန်းကိုခုံနိုင်ခဲ့ပြီဖြစ်ပါတယ်။တရားဝင်ကြေညာဖို့ပဲလိုတော့တယ်။စာအုပ်စာတမ်းတွေအကုန်လက်မှတ်ထိုးပြီးသွားပြီ။တနင်္လာနေ့ရောက်တဲ့အခါကျရင်စစ်စစ်မယ်။ခုံနိုင်တဲ့အမောက်ပမာဏကလည်း ပြောင်းရွှေ့ခြင်းနဲပါတယ်ယူရို15သန်းလောက်နဲ့ဒီလိုနော်ဝေးဂျီယန်ကြောက်ရိုင်းတပွင့်ကိုခေါ်နိုင်ခဲ့တာကမန်စီးတီးရဲ့အနာဂတ်အတွက်လည်းဒီကောင်လေးကိုရင်းနှီးမြှုပ်နှံလိုက်တဲ့သဘောမျိုးပါအဲ့တော့နီပန်းဆိုတဲ့ခြာတိတ်ပြီးအလွယ်ကူဆုံးအယူရှင်ဆုံးပြောရင်တော့မာတင်အိုဒီကက်ပေါက်ဆလေးပဲအဲ့တော့အိုဒီကက်လေးတယောက်ပြင်မြင်လာဖို့အတွက်မန်စီးတီးဒီစူးစမ်းလှုပ်ဆောင်ခဲ့တယ်လို့တော့ ကျွန်တော်ယူဆတယ်အဲ့တော့နီပန်းအနေနဲ့မစီဒီအသင်းရဲ့ပေါ်တော့ခွင့်တနေရာမှာဟိုစီနီယာကစားသမားတွေနဲ့ပြိုင်ဆိုင်ပြီးပေါ်တော့ခွင့်ရဖို့ဆိုတာမသေးကြသေးပေမဲ့မစီဒီရဲ့လူငယ်စီမံကိန်းဒီစနစ်တကျနဲ့ဖွဲ့စည်းထားတဲ့အတွက်ကြောင့်အသေးမှနေရာမရသည့်တိုင်အောင်တဖြည်းဖြည်းချင်းစီတလန်းလာနိုင်တယ်လို့ကျွန်တော်ထင်တယ်။ခြေသွမ်းကောင်းမှုတွေပိုလာနိုင်တယ်လို့ထင်တယ်။ဒီလိုမှမဟုတ်ဘဲနီပန်းကိုပြန်လည်အငားချတဲ့အခြေအနေမျိုးလည်းဖြစ်သွားနိုင်တယ်။မစီဒီအသေးပိုင်ရှင်တွေပိုင်ဆိုင်တဲ့တခြားသောကလပ်တင်းတွေရှိပါတယ်။ နီပန်းအနေနဲ့မက်ဆီဒီမှာပေါ်တော့ခွင့်မရရင်တောင်မှမဂျီရိုနာကိုသွားမလားဂျီရိုနာမှာခြေသွမ်းကောင်းနေပြတ်တာပြီးဆဗင်ညိုလူပြန်ခေါ်မလားဆိုတော့အပိုင်းလေးလေကျွန်တော် တစ်ချက်ထည့်ပြီးတော့ကြည့်ရမှာပေါ့နော်အဲ့တော့ Mercedes ရဲ့ဒီနှစ်ရာသီလူခုံမှုကတော့မစိုးပါဘူးအတင်းမှာအာကိုအမဲ့ ready made ကစားသမားတွေလည်းခုံနိုင်ခဲ့တယ်လို့လူငယ်လူရဲ့ကစားသမားတွေလည်းခုံနိုင်ခဲ့တဲ့အတွက်ကြောင့်နောက်လာမဲ့ဘောလုံးရာသီမှာ Pep Guardiola အနေနဲ့ဒီနှစ်ဘောလုံးရာသီကစိုးဝါမှုတွေကိုတင်မုန်းချေနိုင်မလားဆိုတာဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါကြောင်းသုံးသက်ဆွေးနွေးနေပဲဗီဒီယိုတွေမှာနားခွင့်ပြုပါကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ